ခက်ခဲမှာအကြီးဆုံးအခက်ခဲကတော့ဒီဒါခဲရောက်ဝင်ဖြစ်ဖြစ်မဲစစ်မှန်ကန်မှုဖြစ်စဖို့ဖြစ်ပါတယ်အဲ့ဒါကအကြီးမားဆုံးခက်ခဲမြန်မာပြည်အတွက်အရေးကြီးတဲ့2015ရွေးကောက်ပွဲမှာတရားမမျှတမှုတွေအမှန်တကယ်ပြောင်းလဲမလာတာတွေဖြစ်မှာကိုမြန်မာပြည်သူတွေပါဝင်နိုင်ငံတကာကပါစိုးရိမ်ကြီးနဲ့စောင့်ကြည့်နေကြပါတယ်။ဒီဆွေးနွေးပွဲကိုတော့ရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Asia Network for Free Election ကစီစဉ်ကျင်းပတာလည်းဖြစ်ပါတယ်။မဲဆန္ဒရှင်စီးရင်နဲ့ပတ်သက်ပြီးမှားယွင်းမှုတွေကိုအောက်တိုဘာ10ရက်နေ့နောက်ပိုင်းကစပြီးတော့ရွေးကောက်ပွဲကော်မရှင်ကလက်မခံတော့ပါဘူး။နောက်ဆုံးရအချက်လက်တွေကိုကွန်ပျူတာစနစ်ထဲတွင်းနေပြီဖြစ်တယ်လို့ရွေးကောက်ပွဲမှာမဲယုံတွေအတွက်လုံခြုံရေးကိုတော့ပြည်ထရေးဝန်ကြီးဌာနကစီစဉ်มาလည်းဖြစ်ပါတယ်။ final message display ပြီးသွားပြီဟုတ်တယ်မလား29ရက်နေ့ပြီးသွားပြီအဲ့ဒါကအန်ဒရိုခု correction လုပ်နေပြီเนาะ correction လုပ်နေပြီ နောက်တစ်ခါ form 3a ပုံစံတုံးကာကြီးတွေက October 10ရက်နေ့ဆိုတော့ဒီနေ့ပေါ့ဒီနေ့ last day နော်ဆိုတော့ဒီနေ့ပြလို့ရှိရင်အဲ့ form မျိုးအင်္ဂလိပ်လက်မခံတော့ဘူးဘယ်သူလာပေးပေးအင်္ဂလိပ်လက်မခံတော့ဘူးအချိန်တွေအများကြီးပေးထားပြီးပြီအဲ့တော့ရောက်လာတဲ့ form မျိုးအင်္ဂလိပ်ကကွန်ပျူတာတွေကိုထည့်ပြီအဲ့ဒီအလုပ်ပေါ့နော်ဒါကတော့ voter list နဲ့ပတ်သက်လို့အဲ့ဒီအလုပ်တစ်ခုကိုအင်္ဂလိပ်ကလုပ်နေတယ်နောက်တစ်ခုကလူငုံရင်းနဲ့ပတ်သက်လို့လည်းပဲအင်္ဂလိပ်ဒါကတော့အင်္ဂလိပ်နဲ့မဆိုင်ဘူးပြည်ရေးရနေပြီးသူကလည်းသူ လုပ်နေပါပဲဒီမိုကရေစီလမ်းကြောင်းကူးပြောင်းရေးအတွက်နိုင်ငံပေါင်း22နိုင်ငံကအဖွဲ့ဝင်25ယောက်ပါဝင် ဆောင်ရွက်နေတဲ့ Asia Network for Free Election ဖွဲ့ကတော့ရွေးကောက်ပွဲရလဒ်ပေါ်မှာငြင်းရဲစွာဖြည့်ရှင်းနိုင်ကြဖို့မျှော်လင့်နေပါတယ် Dialogue for Free Election is a network-based organization with 25 members across Asia, which is we have now 22 countries. Um, uh, we are not funding-based organization, but we are also civil society. We're promoting democracy. We are uh, through election monitorings, through capacity buildings. We've been starting our work since long time back to develop to deliver trainings uh, from various Myanmar civil society uh, inside and outside at times. Uh, but now every, everything is inside, of course. Uh, we are encouraging the election commission or uh, electoral administration to working professionally, transparency, and we are also encouraging the civil society uh, uh, to, to bring confidence uh, in conduct the works. Diwalila Songji Pite, Asian Network for Free Election Pueha, Mayo Siman Kangwe ပါတီတွေရဲ့မဲဆွယ်မှုတွေစတဲ့လုပ်ငန်းစဉ်တွေကိုနိုဝင်ဘာ20ရက်နေ့ထိလေ့လာဆောင်ကြည့်သွားမှာလည်းဖြစ်ပါတယ်။